Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ Manchester United နဲ့ပတ်သက်တဲ့အပြောင်းရွှေ့ဒီအကြောင်းကျွန်တော်တို့ပြောရရင်ပထမအဆုံးအနေနဲ့တော့ထုံးတယ်လည်းပဲကျွန်တော်တို့ဒါတိုက်စစ်ကစားမှာဖြစ်တဲ့ Matthias Cunha နဲ့ပတ်သက်လို့ Fabrizio Romano က update လုပ်လာတဲ့သတင်းရှိတယ် Manchester United နဲ့ Cunha တို့ရဲ့အပြောင်းရွှေ့ကနှစ်ဖက်စလုံးမှာပေါ့နော်ကျွန်တော်တို့ဆွေးနွေးမှုတွေကလည်းလုံးဝဒါအပေါင်းလက္ခဏာဆောင်တဲ့အခြေအနေကိုကျွန်တော်ရောက်နေပြီးတော့ဆက်လက်ပြီးတော့ဆွေးနွေးမှုတွေလုပ်နေကြတယ်ဆိုပြီးတော့ပြောထားတယ် သဘောတူညီမှုရဖို့အတွက်အသေးစိတ်အချက်လက်တွေဆက်လက်ညှိနှိုင်းနေစေဖြစ်ပြီးတော့ဆွေးနွေးမှုတွေကလည်းဒါအတိုင်းအတာတစ်ခုတည်းအများကြီးတိုးတက်လာနေစေဖြစ်တယ်ဆိုပြီးကျွန်တော်ပြောထားတယ်။ဒါကြောင့်မနော်ကိုညာနဲ့မန်ချက်စတာယူနိုက်တက်ရဲ့အပြောင်းအရွှေ့ကဖြစ်လာနိုင်မှုအတွက်တော်တော်ကိုအချိန်ကြီးကောင်းနေတယ်ဆိုတာပဲ။ဒါတော့ကျွန်တော်မက်ဒီယက်စ်ကိုညာနဲ့ပတ်သက်လို့ရှင်တော့ဒါအားလုံးကမျောလင့်ထားပြီးသားဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။ကျွန်တော်လည်းအတိုင်းအတာတစ်ခုတည်းတော့မျောလင့်ထားတယ်ဗောနော်အသင်းကိုရောက်လာလိမ့်မယ်လို့အထူးသဖြင့်အသင်းဘက်က Nero number 10နဲ့ပတ်သက်လို့ရှင်ကျွန်တော်တင်းထွက်တဲ့ကစားမားတွေအများကြီးရှိတယ်ဗျာ။ ဲ့ဒီတဲကမှကွန်ညာကိုပဲအဓိကအပြင်ခေါ်ဖို့ကြိုးပမ်းနေတာအခုဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ကွန်ညာတို့ကျွန်တော်ရှိမယ်ပြီးလို့ရှိရင်ကျွန်တော်ဒါစင်မီညူရူရစ်ဆာမာတွေကျွန်တော်တို့ရှိမယ်နောက်ပြီးလို့ရှိရင်ပါလဲဒီဆောက်တန်တန်ကတိုင်လာဒီပလင်နူရူဆာမာတွေကျွန်တော်တို့ရှိတယ်တရင်ထွက်တဲ့သူတွေကမနေဘူးဒီကိစ္စန်းပြောရရင်နေလို့နဘက်တန်းမှာဒါပေမဲ့လို့အမှန်ကန်အတင်းဘက်ကကျူးပန်းနေတယ်လို့ကျွန်တော်တရင်နေတွေ့နေရတာကကွန်ညာတယောက်ပဲကျွန်တော်ရှိတာဒါကလည်းကျွန်တော်အများနဲ့ပြောသလိုပဲနီးပြဖြစ်တဲ့ရူဘင်အမ်မိုရင်ကိုယ်တိုင်က ကွန်ညာကိုတော်တော်လေးသဘောကျတဲ့နေရာမှာပါပုံမယ်နော်တော်တော်လေးသဘောကျတယ်တခြား player တွေနဲ့ရှင်မယ်ဆိုလို့ရှိရင်ပေါ့နော်ကွန်ညာရှိကွန်ညာကိုသဘောကျတယ်ကွန်ညာကိုတိုင်းကလည်း Manchester United ကိုပြောင်းလာခြင်းနဲ့အနေထားမျိုးပါကွန်ညာဟိုကွန်ညာအနေနဲ့ Champions League ဝင်ဝင်ရတာမရတာတွေသူတိတ်ပြီးတော့တွေးလိမ့်မယ်လို့တော့မထင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့အခုလက်ရှိကဘာမှမတည်ကြသေးတဲ့အချိန် Europa League Final ကိုမတက်ခင်သေးတာတော့မှကိုနဲ့ကွန်ညာရဲ့ကြားထဲမှာအခြေအနေတွေကတော်တော်ဟုတ်နေတာ ကြောင့်မက်ဒီယက်ကွန်ညာနဲ့ပတ်သက်လို့ရှိရင်အသင်းဘက်ကဆက်ပြီးတော့ဆွေးနွေးမှုတွေပြုလုပ်နေတယ်ဆိုတာက အသင်းအတွက်အများကြီးအပေါင်းလက္ခဏာဆန်တဲ့အရာပေါ့နော်။တခုပဲစိတ်ပူတာကြားထဲမှာဘာလဲဆိုတော့လက်ရှိကျွန်တော်တို့ဒါဘောလုံးကစားသမားတွေရဲ့အေဂျင့်တွေကညီကလို့တည်တဲ့အတိုင်းပဲကစားသမားတွေအတွက်အချိန်ကြီးကောင်းအောင်လုပ်ပေးနိုင်လေသူတို့တွေအတွက်အများအကျိုးမြတ်ရှိလေပဲဆိုတော့ United ကဟိုပုံကိုယ်ရေးသဘောတူညီမှုတွေရဖို့ကြိုးပမ်းတဲ့နေရာမှာ လောက်ခလာစာဆွေးနွေးတာတို့ပေါ့နော်ပြီးလို့ရှိရင်အကျိုးခံစား권တာကိုအကျိုးခံစား권တွေကိုဆွေးနွေးတဲ့နေရာမှာသူတို့ထင်တဲ့လောက်ထိလာစာတူပေးနိုင်စွမ်းမရှိဘူးလာစာပေးနိုင်စွမ်းမရှိဘူး offer လုံးနိုင်စွမ်းမရှိဘူးဆိုရင်အဲတိုင်းပက်သွားနေတယ်ပေါ့နော်ဒါကိုကျွန်တော်တော်တော်စိတ်ပူတဲ့နေရာမှာပါတယ်မှန်တိုင်းပြောရင်တော်တော်လေးကိုစိတ်ပူတဲ့နေရာမှာပါတယ်ဟိုဘာကြောင့်လဲဆိုတော့ကွန်ညာကလက်ရှိ premier league မှာဆိုလို့ရှိရင်အာပြဟိုအတင်းကြီးတွေချားထဲမှာနေရာရလာပြီဗျနာမည်ရလာပြီဗျเนาะဆိုတော့ဒါအပြင် အဲ့လိုအဲ့လိုစပြီဆိုကြတဲ့ကဒီဗလိုကလာစား2သိန်းတို့2သိန်းခွဲတို့ကလာတော့မှာနော် Ineos တို့ဘာလို့ကအသင်းကစားမတွေကိုတော့မှလာစားလျှော့ပြီးတော့လာစားများတယ်ဆိုတဲ့ကစားမတွေကိုကျွန်တော်တို့ပတ်ထုတ်ဖို့ကျူးပန်းနေတဲ့အချိန်ကိုညာတို့ကိုကျွန်တော်တို့က2သိန်းခွဲ3သိန်းပေးပါမလားအဲကျွန်တော်ကတော့မထင်ဘူးပေါ့နော်အတူတူပြင်းအောင်မြင်နေပါတယ်ဆိုတဲ့အသင်းကြီးကိုကျွန်တော်တို့တွားကြည့်တဲ့ခါတိုင်းမှာလောက်ခလာစားအများကြီးရတယ်ဆိုတဲ့မျိုးက3ယောက်ထဲကျွန်တော်မပို့ဘူးဗျာကျန်တဲ့ကစားမတွေဒီတာမန်ပဲ ကာမန်လောက်ကလောက်ခလာစာလီတွေပဲကျွန်တော်ရတာမန်ချက်စတာစီးတီးတို့ပဲကျွန်တော်ကြည့်ကြည့်လေဘာဝူတို့ပဲကျွန်တော်ကြည့်ကြည့်เนาะအာဆင်နယ်တို့ပဲကျွန်တော်ကြည့်ကြည့်လာစာအများကြီးရတယ်ဆိုတဲ့သူတွေကဟိုဘယ်လိုရောမလဲ၃ယောက်၄ယောက်ပြီးမကြုံဘူးဗျာเนาะအခုလက်ရှိအတင်းကကျတော့ကက်စမဲတို့တို့လည်းလာစာများတယ်ဂျီဒန်စင်ဂျူတို့တို့လည်းလာစာများတယ်เนาะရက်ရှ်ဖူတို့လည်းလာစာများတယ်ဘရူနိုတို့လည်းလာစာများတယ်အများကြီးပဲအတင်းမှာလာစာများနေတဲ့ကစားမတွေကဒါကြောင့်လည်းပဲအတင်းကဗောနော်ဒီ wage structure ဘိုင်းနေအတိုင်းအတာတစ်ခုပြီးပြင်ဆင်မယ် ရှော့ချမယ်ဆိုပြီးတော့ပြောနေတာဒီလိုအချိန်မျိုးမှာကိုရီလူချင်းတဲ့ကစားမတွေကိုခေါ်ဖို့အတွက်ကလည်းခုမှဆွဲဆောင်စရာဆိုလို့ကျွန်တော်တို့မှလစာများများပြီးမယ်ဟေးဆိုတာလောက်ပဲကျွန်တော်ရှိတာเนาะအဓိကအားဖြင့်ကျွန်တော်တို့ကအောင်မြင်နေတဲ့လက်လောအောင်မြင်နေတဲ့အသင်းတွေထဲမှာကျွန်တော်မပါဘူး Champions League ဝင်ခွင့်ကလည်းနက်နက်မှန်မှန်ကျွန်တော်မရှိဘူးပြီးခဲ့တဲ့နှစ်တစ်ဒီဆယ်စုနှစ်တစ်ခုလောက်ကျွန်တော်ပြန်ကြည့်မယ်ဆိုရင်လည်းကိုအသင်းဟာအများကြီးအကြဘက်ကိုကျွန်တော်ရောက်လာတယ်အဲ့လိုဆိုတော့ကိုအသင်းထံကိုပြောင်းလာဖို့က တော်တော်ကိုစဉ်းစားကြတော့မှကစားမားတွေကဒီတော့ကိုအသင်းကိုရောက်လာအောင်လုပ်ဖို့ဒီတနည်းပဲရှိတယ်လာစာများများပြေးမယ်ဆိုတာပဲအဲ့ဒီတဲကမှာ Ineos ကလာစာတွေပါရှော့ချဖို့ကြိုးပမ်းနေတယ်ဆိုတဲ့ပုံစံကိုကျွန်တော်ကြည့်ရင်ကစားမားကောင်းတွေကိုရဖို့ကမလွယ်တော့ဘူး Manchester United ဆိုပြီးမြဲအရင်လို Manchester United မဟုတ်တော့တဲ့အခါကစားမားတွေကိုသိတယ်မလားလက်ဒီလာစာမများရင်တောင်မှအသင်းကိုပြောင်းလာခြင်းသိရှိအောင်ဆွဲဆောင်ဖို့ကမလွယ်ပါဘူးဒါကြောင့်မလို့ပဲအရေးကြီးတယ်လို့ပြောတဲ့ Champions League ဝင်ခွင့်ကလိုအပ်နေတာ နောက်ယူရိုပါလိဖလားကိုရပြီဆိုတာနဲ့ချန်ပီယံစ်လိဝင်ခွင့်ဒီအသင်းတွေကကျွန်တော်တို့ဒါအများကြီးအထောက်ပံ့ဖြစ်လာမှာဒါကြောင့်ကွန်ညာတို့ပါလို့နဲ့ဆွေးနွေးမှုတွေကပေါင်းလက္ခဏာဆန်နေတာတော့မှန်တယ်။ဒါပေမဲ့လို့ရဖို့တော့ဗောနော်ဒီပုံကိုယ်ရေးဆန်ရသဘောတူညီမှုတွေရဖို့ဆိုရင်လစာပမာဏကသေးလေးမယ်လို့ကျွန်တော်တို့မထင်ဘူး။ဒါကြောင့်ဗောနော်ဟိုကစားမဘက်ကလည်းလစာမင်းများတောင်းနေကိုရီဘက်ကလည်းဘာမှသိမပြီးနိုင်ဘူးဆိုလို့ရှိရင်တော့ ဒီပြောင်းရွှေ့ကမထင်မဖိနဲ့ကြားထဲမှာတိုင်ပတ်သွားနိုင်စွင်ရှိတယ်။ဒါပေမဲ့လို့အတင်းတောင်းရှိသူတွေရဲ့ဘက်ကတော့ကွန်ညာကိုအမှန်ကန်လူချင်းနေတယ်ဆိုတော့ရအောင်ခုံမဲ့သဘောပါ။နော်ရဖို့အတွက်လည်းကျွန်တော်မျောလေးနဲ့အတင်းကတိုက်စစ်လူနေတာဆိုတော့နော်အခုလက်ရှိကကစားမအတွက်တန်း60လောက်လဲကုံမဲ့ချင်းနေမျိုးလောခလာဇာကလည်းပေါ်တီးတီးတော့ဖြစ်မဲ့ချင်းနေမျိုးမှာမရှိဘူး။ကညီကလို့နေနေကျွန်တော်တို့ဒါကွန်ညာကိုအရာခေါ်နိုင်လိမ့်မယ်လို့ညီကလို့ထင်ကြလားဆွေးနွေးကြပါဦးနောက်တစ်ခုကိုကျွန်တော်ဆက်ပြီးတော့ကြည့်ရရင် အသင်းရဲ့တိုက်စစ်ကစားမဖြစ်တဲ့ဂျိုရှူဟာဇစ်ဇီနဲ့ပတ်သက်လို့ပေါ့လေဒီနေရာမှာဇစ်ဇီကလက်ရှိဒီမြခင်းစိမ့်နေပေါ်မှာဆိုလို့ရှိရင်ကိုယ်ပေါ်ပါလေ့ကျင့်ငန်းလေးတွေပြန်ပြီးတော့လုပ်နေပြီဆိုပြီးတော့ကျွန်တော်သိရတယ်။ယာဒီမကုံခင်မှာပြန်လာဖို့မဖြစ်နိုင်တာမဟုတ်ဘူးဆိုပြီးတော့သတ်မှတ်ထားတဲ့အတွက်ယူရိုပါလိဘူလူဝဲကို အမိကစားနိုင်ဖို့လေဒီဂျိုရှူဟာဇစ်ဇီနေနဲ့အမှန်ကန်ကြိုးစားပြီးတော့ဗောနော်အာလေ့ကျင့်ငန်းတွေပြုလုပ်နေတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်။ ဆိုတော့ Zixie နဲ့ပတ်သက်လို့ရှိရင်ဂျားထဲမှာဦးလိုသတင်းထွက်လာတာကတခြားမဟုတ်ဘူးအဲသူ Alfonso Davies ရဲ့ live live stream မှာပေါ့နော်ဖုန်းပြောတယ်ဖုန်းပြောတဲ့ခါကျတော့ Alfonso Davies ကသူဒဏ်ရာမှမသိဘူးဒဏ်ရာမှမသိတော့ Europa League final ရောက်သွားပြီဘလို့လဲဘာညာလဲဒီကောင်းနေစကားပြောရင်းနဲ့သူ injury ပြဿနာကြုံနေရတာပေါ့အာ Alfonso Davies ကလည်းဘာဖြစ်လာလဲဘာညာပေါ့သိတယ်မလားနော်ဆိုတော့ final မှာပါမလားဘာညာနဲ့သူကိုယ်တိုင်ကတော့ final ကိုပါဖို့ကပေါ့နော်လုံးဝမဖြစ်နိုင်ဘူးဆိုတော့အဆင်တော့မဟုတ်ဘူး ဒါပေမဲ့လို့အတက်နိုင်ဆုံးဆိုလို့သူကျူးပန်းနေတယ်ဆိုပြီးတော့ပြောထားတာသူကိုယ်တိုင်ဇစ်ဆီကိုယ်တိုင်ပြောထားတာ final ကအရင်နီးကတ်တယ်အမှန်တမ်းပြောရင်ဇစ်ဆီကစားဖို့ကလေအကယ်လို့ final ကိုပြန်ပါဖို့ဆိုရင်ကျွန်တော်တို့ကပြီးခဲ့တဲ့နေ့ကရှင်မင်းကစားခဲ့တဲ့ဒီ premier league ပွဲစဉ်မှာ minute 5မိနစ်လောက်9မိနစ်လောက်ဝင်ကစားမှတော်ခါကြမှာနော်ဟိုအခုလက်ရှိကအင်းမင်းလေးဟာအခုလက်ရှိကဗျာဇစ်ဆီတို့ဘာလို့ကစောရီပါနော် ဇစ်စီတို့ပါတို့ကတအားကိုနီးကပ်သွားပြီလို့ကျွန်တော်ထင်တယ်ပါနိုင်ဘူးပါလေအဲလူစင်းနဲ့ပါလာတာမျိုးတော့ဖြစ်ကောင်းဖြစ်မှာပေါ့လေဒါမှမဟုတ်ကျွန်တော်အာကူဝါလောက်တဲ့အထိပွဲထွက်လူစင်းနေဘာဒီမှာထက်ပြီးတော့ပါဘူးကတော့တော်တော်ကိုခိုင်းသွားပြီလို့ကျွန်တော်ထင်တယ်အခုပဲကျွန်တော်တို့လာမယ့်တောက်ကြနေမနဲ့တောက်ကြနေညာစနေနေ့မနဲ့မှာဆိုလို့ရှိရင်ပရီးမီးယားလေးဖြစ်ကျွန်တော် Chelsea နဲ့ရှင်မိုင်ကစားရမယ်အဲ့ဒါပြီးပြီဆိုတာနဲ့ကျွန်တော်အနေနဲ့ပေါ့နော်ဒီ Europa League ကိုကျွန်တော်ကစားတော့မှာဆိုတော့ Chelsea နဲ့ပွဲစဉ်မှာပါနိုင်ဖို့အတွက်ဆိုရင် ဒီလိုမျိုးမျိုးကလေးကအသင်းနဲ့အတူလေ့ကျင့်ခန်းနေဆင်းနေနိုင်မှာရမှာမဟုတ်ဘူးလက်ရှိမှာအပေါ်ပါလေ့ကျင့်ခန်းနေတယ်ဆင်းနေတယ်ဆိုလို့ရှိရင်ချက်စီးနဲ့ပွဲစဉ်မှာပါနိုင်မှုမရှိဘူးချက်စီးနဲ့ပွဲစဉ်မှာမပါနိုင်ဘဲနေတော့เนาะကျွန်တော်တို့ဒါဒီဒီပွဲထဲမှာ2မိနစ်3မိနစ်လောက်ဝင်မှာကစားပေးနေတော့ကျွန်တော်တို့ဒါလက်ရှိယူရိုပါလိဖိုင်နယ်ကိုကစားနိုင်ဖို့ကမဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူးကျွန်တော်တို့နေပါတော့ဆိုတော့ဒါကြောင့်60ကိုတော့ကျွန်တော်ဘလို့မမျှော်လိမ့်မထားဘူးအတင်းကလက်ရှိရှိတဲ့တိုက်စစ်နဲ့တို့တွားရမှာပဲ ဂျိုရှွာဇစ်စီကိုကျွန်တော်ဖိုင်နယ်ကိုမျောလင့်မထားနိုင်လို့ပဲကျွန်တော်ယူဆတယ်။ကစားမားတော့အပြင်းထန်ကျိုးပန်းနေပေါ့လေ။အကယ်လို့အချင်းကြီးကောင်းနေဆိုလို့ရှိရင်လည်းကြားထဲမှာဗျာသိတယ်မလား။ဘာမှပွဲတွေဘာတွေမကစားဘဲနဲ့အဲ့ဒီဘာလဲဖိုင်နယ်ကိုတခါလဲတန်းပြီးတော့အချိန်ပေးတိုင်းမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တာပဲ။ဒါပေမဲ့နီးပြဖြစ်တဲ့အမ်မိုရင်ကအလောက်ကြီးဒီ risk ယူတဲ့နီးပြမဟုတ်တော့ကစားမားရဲ့ condition ကိုလည်းသူက queue site တဲ့။ဆိုတော့ကျွန်တော်ကတော့60ကို final မှာမြင်ရဖို့ကတော်တော်ကိုခဲရင်တယ်လို့ကျွန်တော်ထင်တယ်မြင်ရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်အတင်းကစားမဲ့လူစင်းနေမှာဒီလိုလည်းပဲ zigzag ကတော့အကောင်းဆုံးကျိုးပန်းနေတယ်ဆိုတော့ဒါပါနိုင်ပါစီလို့ပဲကျွန်တော်မျှော်လင့်ရပါပါနော်ဆိုတော့ new rule နေရော zigzag မပါတဲ့ Tyson ရဲ့စပါးရဲ့ Europa League final စပါးနဲ့ကစားမဲ့ Europa League final ကိုကျွန်တော်အမှန်ကန်ကောင်းအောင်ကစားနိုင်ပါမလား new rule ဘယ်လိုမြင်ရလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြပါမယ်